ရာမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကတော့ဆရာမိတ်ဆွေများကိုဘုဒ္ဓတရားစီခြင်းကဆရာပြောပြပေးတော့မှာဖြစ်ပါတာကတော့ဆရာရဲ့စနီးတည်ဆုံခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြုပြီးတော့ပြောကြားပေးတော့မှာဖြစ်ပါတယ်တမလွန်ဘဝကိုကုပြောင်းဖွယ်လွန်သွားတော့သူများအတွက်ကောင်းမှုကုစုပြုလုပ်ပေးတဲ့အခါမှာတမလွန်ဘဝရောက်ချီသူတွေရရှိနိုင်ဖို့အတွက်ဆိုလို့ရှိရင်လူပုံလူကမှာရှိတဲ့သူတွေက ဘယ်နည်းပြရကတော့လူဘဝကနေပြီးတော့ဘဝတစ်ပေါက်ကြောင်းသွားခွလွန်သွားတဲ့အမောင်ဘသူမဘသူတွေ့ရည်သူရည်မှန်းပြီးတော့ဘယ်နည်းဘယ်ချိန်မှာဘယ်နေရာမှာအလှူဒါနတွေပြုလုပ်ပေးပါမယ်ဆိုတဲ့အကြောင်းကိုကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်အဲ့လိုကြောင်းကြားတဲ့အခါမှာယခုရောက်ရှိသွားတဲ့ဘုံဌာနကသူတွေကဒီဘောင်ဘသူမဘသူကျန်တဲ့တိနေမြင်းနိုင်တာတို့ခေါ်ဆိုနိုင်အောင်ပြောကြပေးပါခွင့်ပြုပေးပါ ယုတ်မေတ္တာရက်ခံပြီးတော့ကျူတင်ကြောင်းချမှာဖြစ်ပါတယ်ဒါမှသာလျှင်တမ်ပလွန်ဘွားကိုရောက်ရှိသွားတဲ့သူတွေကလူပုံလူပောက်ကပြုလုပ်ပေးတဲ့ကောင်းမှုကုစုတွေကိုဓာတုဖော်ဆိုနိုင်မယ်ရရှိမှာဖြစ်ပါတယ်ဟိုဘွားတမ်ပလွန်ရောက်သွားတဲ့သူတွေကကိုယ်တိုင်ကိုကြဘာမှလုပ်လို့မရတော့ဘူးသူတို့ဒီဘွားမှာကဝိညာဉ်လို့ခေါ်တာပေါ့နော်ယုတ်ခန္ဓာမရှိတော့ဘူးစိတ်ခန္ဓာနဲ့ဆိုတော့ဘာမှလုပ်လို့မရအောင်အဲ့ဒါကြောင့်ကိုယ့်ရဲ့ ဒီကိုမနမအရေတမလွန်ရောက်သွားလို့ရှိရင်ဟိုဘုရားမှာငြိမ်းချမ်းသာစွာနေထိုင်နိုင်ဖို့အထောက်ပံ့ရာစီဖို့ဒီနာမဘုဒ္ဓဘုံဒီဘောက်ပြန်လဲရောက်ရှိဖို့ဆိုရင်ဒီလူဘုံမှာကြံခဲ့တဲ့သူတွေကအလူဒါနာတွေလုပ်ပေးရမယ်အဝိအထည်တွေလုပ်ပေးရမယ်အဲအစာတောက်တွေလုပ်ပေးမယ်ဒီဘက်ကလုပ်ပေးတဲ့အစာတောက်တွေတမလွန်မှာရောက်ရှိတဲ့သူတွေအဲဒါလိုက်ခန့်စားရပါတယ်အကြောင်းမို့အစာစာတွေစားခြင်းအစာတောက်တွေရဟန်းတန်ဃာတွေလုပ်ပေးရမယ် ဝိထရီရဟန်းသံဃာအသုံးဆောင်ပစ္စည်းလူပေးရမယ်အဲအဆောင်နဲ့ပတ်သက်တာဒီလူပေးရမယ်လူပေးတဲ့အခါမှာကြိုတင်တရှိနိုင်ဖို့အကြောင်းကြားမှတ်သားရင်တမလွန်ဘွားမရောက်တဲ့သူတွေကတာတိခေါ်ဆိုနေပြီးတော့မိမိလူပေးတဲ့အလူဒါနတွေကိုထတ်တူထမ်းမြရရှိမှာဖြစ်ပါတယ်အကြောင်းမို့လူဒါနပြုတဲ့အခါမှာအလွယ်လွယ်လေးဒီအမှားမှားတွေရှိကြတယ်အဲမတိရှိလို့မရရှိတဲ့ပုံစံဒီအများကြီးကြုံတွေ့ရတယ်အကြောင်းမို့ဆရာမိတ်ဆွေတွေကတမလွန်ဘွားရောက်ရှိသွားသူတွေအတွက်ကောင်းမှုကုသိုလ်လုပ်ပြီးတော့မယ်ဆိုရင် ဘယ်နေ့ဘယ်ရက်မှာဘယ်ချိန်မှာတော့ဘာဒီလူပေးမယ်ဘယ်နေ့ဘယ်ရက်ကကိုယ်လွန်သွားတဲ့အမောင်မတူမမတူတာနဲ့တိနဲ့မြင်းနိုင်ဓာတုခေါ်ဆိုနေအောင်ယခုရောက်ချက်ဘုံဌာနကသူဒီကလည်းအကြောင်းကြားပြပါခွင့်ပြုခွင့်ပြုပေးကြပါယံမေတ္တာရက်ခံပြီးတော့လူဌာနတွေပြုလုပ်ပေးမယ်ဆိုရင်မိမိရဲ့ဆွေမျိုးသားချင်းတွေတမလွန်မှာကိုယ်လှူပေးတဲ့အလှူဒါနတွေအပြည့်အဝခံစားရမှာဖြစ်ပါတယ်စံစားရမှာဖြစ်ပါတယ်အကြောင်းစာမျိုးဆွေများ တမလွန်ဘွားရောက်ရှိတဲ့သူတွေအတွက်အထောက်ပံ့ရစီခြင်းကဆရာပြောပြသွားတဲ့ဤလေးတိုင်းဆောင်ရွက်ကြည့်ပါကအကျိုးများစွာရရှိမှာဖြစ်ပါတယ်လို့ဇာမီဆွေတွေကိုပြောပြပေးခြင်းဖြစ်ပါတယ်။